လာ11နဲ့ကြောင်းဆိုရင်တော့ဘလောက်ပဲဘလို့ပဲတင်တင်တစ်ချောင်းလုံးကျသွားတယ်ဆိုတာမျိုးတောက်မှမအောင်ဆိုတဲ့ဟာမျိုးတွေဖြစ်လေရှိတယ်ပေါ့နော်။မင်းဆောင်ခွန်ညချာချန်ဒေးစ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ချမ်းပါ။ဒီဗီဒီယိုသင်းမာတော့ COE reject ထိသွားတဲ့သူတွေအတွက်အဓိကထားပြီးတော့ပြပြပေးချင်ပါတယ်။ဆိုတော့အအကြောင်းမျိုးမျိုးကြောင့်ရှေ့နှစ်တည်းရှေ့ intake တွေက COE ထိသွားတဲ့သူတွေအားလုံးအတွက်ကျွန်တော်တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။အားလုံးလည်းပေါ့နော်ကို ညော်မှန်းထားတယ်လို့မဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးမျိုးအာဝမ်းနေနေလိမ့်မယ်စိတ်တကြနေတဲ့သူတွေလည်းရှိလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့အဲ့လိုလူတွေအတွက်ကျွန်တော်အဓိကအကြံပေးချင်တာတစ်ခုရှိပါတယ်ဘာလဲဆိုတော့ language school နဲ့ကိုက reject ထိပြီးသွားလို့ပြန်ပြီးတော့ရှောက်တဲ့အခါမှာ language school နဲ့ပြန်ရှောက်တဲ့သူရှိတယ်ဆိုပေမဲ့လို့ကျွန်တော်အနေနဲ့ recommend ပေးချင်တာကအနည်းဆုံး college တော့မဟုတ် university ရှောက်စီချင်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီနေရာမှာအကြောင်းရင်းရှိတယ်အဲ့တော့ language school ဒီပြောမယ်ဆိုရင်ပေါ့နော် language school နဲ့ပြန်ပြီးတော့ရှောက်မယ်ဆိုရင်ဒါဒီအောင်နိုင်ခြင်းမရှိဘူးလို့မပြောဘူး အာဒါအောင်နိုင်ခြေလည်းရှိသလိုကြာနိုင်ခြေလည်းရှိတယ်။ဒါပေမဲ့အားလုံးသိထားတဲ့အတိုင်း reject ထိပြီးတော့မှနောက်တစ်ချိန်ပြန်လျှောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ဝကတေချာပေါက်တာကိုပို့ပြီးတော့မှဟို တင်းတင်းကျပ်ကျပ်ပြန်ပြီးတော့ဆင်မယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုဘက်ကစားရဲစားရန်ဒါမှမဟုတ်ရင်ပြန်ပြီးတော့ပြင်ဆင်တာအချက်တစ်ခုခုလိုအပ်ချက်ရှိသွားတယ်တခုခုလွဲမောသွားတယ်ဆိုရင်ပြန်ပြီးတော့မှ reject ဖြစ်တယ်ဆိုတာပြန်ပြီးတော့လာမှာပဲဆိုတော့အဲ့ဒီ risk ကြီးဟာရှိလို့ရှိတယ်အဲ့တော့အဲ့ဒီ risk ကိုမယူခြင်းဘူးဆိုတဲ့သူတွေကတခြားဘက် college တို့မဟုတ် college ပေါ့နော် college တို့မဟုတ် university နဲ့တွားဖို့အတွက်ကျွန်တော်ကအကြံပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီ COE ကျတယ် COE reject ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းမှာစားရဲစားတန်းပြင်ဆင်မှုပေါ်မှာလည်းမူတည်တယ်နောက်တစ်ခုက ចောင်းပေါ်မှာလည်းမူတည်တယ်ဒီအချက်ကိုចောင်းသားတော်တော်များများမသိကြတာများတယ်ပေါ့เนาะចောင်းပေါ်မှာမူတည်တယ်ဆိုတော့ဘာလဲဆိုတော့ဂျပန်ကနေပြီးတော့မှာလာဝကဖတ်ကနေပြီးတော့ဒီဂျပန်စာចောင်းကြီးကိုတတ်မှတ်ထားတဲ့ level တွေ ranking တွေဆိုတာရှိတယ်အဲ ranking ဆိုတာတက်ဘယ်လိုပြောမလဲ category ခွဲထားတာပေါ့เนาะအဲ့ဒီထဲမှာအာ class 1ရှိတယ် class 2ရှိတယ် class 3ရှိတယ်စသဖြင့်အကြောင်းကို class ခွဲထားတယ်အဲ့ဒီ class ကဘာကိုပြောချင်တာလဲဆိုတော့ class 1ဆိုရင်တင်ရတဲ့စာရွက်စာတမ်းအရင်နေတယ်နောက်ကဘက်ကဒီအကြောင်းကိုယုံကြည်မှုရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့စာရွက်စာတမ်းကိုအလောက်ထိတင်းတင်းကြပ်ကြပ်မစစ်ဘူးအဲ့လိုအကြောင်းမျိုးဆိုရင်တော့ဘယ်လိုဒီ Tokyo မှာပဲရှိရှိ Osaka မှာပဲရှိနေမှာပဲရှိဒီအကြောင်းသားတွေဒီ COE အောင်ဖို့အတွက်အရင်ကိုလဲကူတယ်နောက်တစ်ခုကကျတော့ agency ကဘလောက်ပဲစာရွက်တွေပြင်ဆင်ပေးလိုက်ပြင်ဆင်ပေးလိုက်ဒီအကြောင်းဒီ COE အောင်လာလဲရှိမယ်ကြာလာလဲရှိမယ်သူနဲ့ကိုယ်နဲ့တင်းတဲ့စာရွက်စာတမ်းတွေကအကုန်လုံးတူတူပဲဒါပေမဲ့ तू ကကျတော့အောင်နေ तू ကကျတော့ကြာတယ်ဆို ာမျိုးဖြစ်သွားတာဒီ class 2ကျောင်းမှာအဖြစ်များတယ်ဒါကကျတော့ဗာလဲဆိုတော့ lower cap ကယုံဒီ class 1ကျောင်းနဲ့ဆိုင်အဲ့လောက်ထိယုံကြည်မှုမရှိဘူးပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မလို့ ban service စာတန်းနေအခွန်စာရွက်စာတန်းနေစသဖြင့်အကုန်လုံးအသေးစိတ်တင်ရလိမ့်ရှိတယ်ဆိုတော့ class 2ကျောင်းဆိုရင်အဲ့လိုဖြစ်တဲ့နောက်ထပ်အဲ့ဒီထပ်ပို့ပြီးတော့ level 8နဲ့ကျောင်းဆိုရင်တော့ဘလောက်ပဲဘလိုပဲတင်တင်တစ်ကျောင်းလုံးကျသွားတယ်ဆိုတာမျိုးတယောက်မှမအောင်ဆိုတဲ့ဟာမျိုးတွေဖြစ်လိမ့်ရှိတယ်ဖြစ်လိမ့်ရှိတယ်ပေါ့နော်ဆိုတော့ um အဲ့ language school တွေထပ်ပို့ပြီးတော့မြင်တာဒီဘာလဲဆိုတော့ college ကပို့ပြီးတော့မြင်တယ် college တော့မဟုတ်နောက်တစ်ခုက university ပေါ့နော်အဲ့တော့ language school ဒီပြောမယ်ဆိုရင်ကျောင်းနဲ့လာတဲ့အထက်မှာ level လောက်ကအတင်းချက်ဆုံးပဲအကြည့်ဆုံးပဲပေါ့နော်အဲ့ဒီထပ်ပို့ပြီးတော့မှ level မြင်တာမြင်တာဆိုတာပို့ပြီးတော့မှ COE အတွက်အာစိတ်ချရတာဒီ college ကိုတိုင်းရိုက်လာတဲ့ဟာဖြစ်တယ်အဲ့ဒီထပ်ပို့ပြီးတော့မြင်တာဒီ university university ဆိုတဲ့နေရာမှာတော့ဂျပန်နိုင်ငံမှာရှိရဘယ်သူမှဆိုပတ်စံပေးရင်ဝင်လို့ရတဲ့ပေါ်ချောင်ကောင် university ကိုဆိုလိုတာမဟုတ်ဘူးအဆင့်တန်းတစ်ခုရှိရဂျပန်နိုင်ငံအစိုးရကလည်းတကယ်အတိအမှတ်ပြုထားတယ်ဂျပန်လူမျိုး တွေလည်းပုံမှန်တက်နေရဆိုရဲတက္ကသိုလ်မျိုးဖြစ်ဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်ဖို့အတွက်က college တက်ဖို့ဆိုရင်တော့မြန်မာနိုင်ငံမှာ JLPT N2 သို့မဟုတ် BJT စာမေးပွဲသို့မဟုတ် EJU ဖြစ်ထားဖို့လိုတယ်။ BJT နဲ့ EJU ကတော့သူတို့တက်မှတ်ထားတဲ့အမှတ်ရှိဖို့လိုတယ်ပေါ့နော်။ JLPT ဆိုရင်တော့ N2 ရှိဖို့လိုတယ်။ NET test တွေတခြား J test တွေကိုလုံးဝလက်မခံဘူးပေါ့နော်။လက်မခံဘူးဆိုတာအကြောင်းလက်မခံတာမဟုတ်ဘူး။လောက်ကလက်မခံတာ။လောက်ကကို N2 အနေနဲ့ college ကျောင်းသားအနေနဲ့တက်ဖို့ဆိုရင်တော့တေချာပေါ့ N2 ထောင်ထားဖို့လိုရပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်ကိုကဂျပန်စာကိုအန်တူတီလုပ်ဖို့အတွက်အချိန်ရမ်းကြတယ်မလုပ်ချင်ဘူးဆိုတဲ့သူတွေအနေနဲ့ကတော့ English track နဲ့သွားတဲ့ option ကိုရွေးလို့ရတယ်အဲသို့မဟုတ်ဒီဂျပန်စာကို level နဲ့နည်းနည်းနဲ့လက်ခံပေးတဲ့ university ကိုရွေးရဆိုရင်လည်းရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာတတိထားရမှာကဂျပန်စာ level နည်းနည်းနဲ့ Japanese track ကိုမှသွားလို့ရတယ်ကျောင်းလာကစီကြီးရဆိုတဲ့ကျောင်းနေဒီအလောက်ထိ level မြင့်နေကြောင်းမဟုတ်ဘူးဆိုတော့တော့ကိုဘက်ကကြိုးပြီးတော့တည်ထားဖို့လိုတယ်ဆိုတော့တခြား option တွေနေရာတော့ခုနကကျွန်တော်ပြောတဲ့ Japanese မဟုတ်ဘဲနဲ့ English track နဲ့သွားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့တခြား TOEFL ရော IELTS ရော ုံလိုတက်တယ်တက္ကသိုလ်နဲ့ကားရင်ဆိုရင်တော့လာဝကပါကစီအိုယူအလောက်ထိတော့မကြည့်ဘူးဒါပေမဲ့လို့ဒါပေမဲ့လို့ဘလို့လမ်းကြောင်းမဖြစ်ဖြစ် language school နဲ့ပဲတော်တော်အာနောက် college နဲ့ပဲပြန်တော်တော်တက္ကသိုလ်နဲ့ပဲပြန်တော်တော်ကို reject ထိခဲ့တဲ့အကြောင်းရင်းကိုတတိကျကြတော့ပြန်ပြီးတော့ခြေပါဖို့လိုတယ်အဲ့ဒီဖြစ်ထားတဲ့အကြောင်းရင်းကိုပြန်ပြီးတော့ recover လုပ်နိုင်တဲ့ရှင်းလင်းချက်မျိုးပြင်ဆင်ချက်မျိုးလုပ်ဖို့လိုတယ်ဆိုတော့အာဒီ video ထဲမှာအချင်းချင်းပြောရမယ်ဆိုရင်တော့ language school နဲ့ reject ဖြစ်သွားပြီဆိုရင်အဲ့ဒီနောက်တစ်ခေါက်ထပ်ပြီးတော့ reject ထိမဲ့ risk ကိုအတက်နိုင်ဆုံး short ချခြင်းလေဆိုရင်တော့မြန်မာနိုင်ငံကနေပြီးတော့ college သို့မဟုတ် University ရှောက်ဖို့အတွက်အကြံပေးခြင်းပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။လိုရာပန်းတိုင်းအရောက်လန်းနိုင်ကြပါစေရှင်။